မင်္ဂလာပါသားတို့သမီးတို့ဆရာလေးဟာသားတို့သမီးတို့အိမ်မနေရင်နေတရားတွေကိုကျင့်သုံးလို့ရတဲ့နည်းလမ်းတွေကိုသင်ကြားပေးပါမယ်ဆရာလေးသင်ကြားပေးတဲ့တရားတွေကိုကိုယ်တိုင်မိမိရဲ့စိတ်မှာဉာဏ်နဲ့မြင်သွားမယ်ဆိုရင်တရားဆိုတာကိုယ်ပိုင်ဥစ္စာပါပဲအခုဆရာလေးပြောမှကတော့စွန့်စားတဲ့အခါမှာစင်ကျင်တဲ့တရားလေးတွေပေါ့နော်အရန်ကောင်းပါတယ်ဆရာလေးတို့လည်းနေတိုင်းပေါ့နော်အလုပ်လဲသွားကြတယ်ဒါလူဘဝမှာဆိုရင်အလုပ်တွေသွားကြတယ်ချက်ကြပြုတ်ကြ ကျော်ဖို့စားတော့ကြတယ်အမြဲတမ်းထမင်းဆိုတဲ့အာဟာရကိုတတ္တဝါတိုင်းစားရတယ်လीနော်အာဟာရကိုအဲ့တော့ကိုစားနေတဲ့ထမင်းဒီဘာနဲ့စားနေတာလဲဆိုတော့ဆရာလေးအရင်ဟောထားတဲ့ထဲထဲမှာဓာတ်တွေနဲ့လည်းဟောထားပြီးတယ်နော်အဲ့တော့ဓာတ်၄ပါးထဲမှာဆရာလေးတို့ရဲ့ဒီရှာဆိုတဲ့ယတာခံတဲ့နေရာဟာဒီရှာဒီဓာတ်၄ပါးနဲ့ပေါင်းစုဖွဲ့စည်းထားတယ်ဟာဒီရှာမှာ မာနေတဲ့ပထဝီဓာတ်ရှိတယ်။ဆိုစွနေတဲ့အာဘောဓာတ်ရှိတယ်။ပြီးတော့ပူနေတဲ့တေဇောဓာတ်ရှိတယ်။ပြီးတော့လှုပ်ရှားနေတဲ့ထောက်ကပ်နေတဲ့ဝါယောဓာတ်ရှိတယ်။အဲ့ဒီဓာတ်လေးပါးနဲ့ပေါင်းစုထားတဲ့ရှားအကြည်ရုပ်တစ်ခုပေါ့။ရှားကြည်သည်ဓာတ်လေးပါးနဲ့ပေါင်းထားတဲ့ရုပ်။ဟာဒီမှာစွန်းအဟာရလို့ပြောလိုက်တယ်ဟာဒီမှာထမင်း နာမည်ကတော့ပြည့်ညက်ကတော့ထမင်းတဲ့ဒါပေမဲ့တဲ့သူ့မှာလည်းကြည့်လိုက်ပါတဲ့ပြော့နေတဲ့အမူအရာရှိတယ်ပထဝီတက်ရဲ့အမူအရာတဲ့ကိုင်းကြည့်တော့တဲ့ပူနေတယ်တဲ့နွေးနေတယ်တဲ့တေစောတက်ရဲ့အမူအရာတဲ့ပြီးတဲ့ခါကျတော့ဒီထမင်းလို့ခေါ်လို့ရအောင်ဖွဲ့စည်းပေးထားတဲ့အဘောတက်ရဲ့အမူအရာပဲအဲ့ဒီမှာထမင်းစီလေးလေးဆိုလို့ရှိရင်ဒါလေးလေးထောက်ကန်ထားတဲ့သဘောလေးလေးရှိတယ်။ဓာလေးမနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ရုပ်တစ်ခုပေါ်မှာအမိနာမတက်ထားတာကထမင်းထမင်းကပညာ အဲ့ဒီရှာကလည်းပြည့်ညက်ပဲအဲ့ဒီရှာဆိုတာဓလေးပါနဲ့ပေါင်းထားတဲ့ယုံထမင်းဆိုတာကလည်းဓလေးပါနဲ့ပေါင်းထားတဲ့ယုံအဲ့ဒီယုံနှစ်ခုတည်တဲ့ရှာဘောကိုအရတာလေးတင်ရတယ်တဲ့ထမင်းဆိုတာပြည့်ညက်ပဲတဲ့ရှာဘောကိုတင်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့အရတာတက်ရှာဘောတင်ရင်ဘာဖြစ်သွားလဲလဲရတာတက်ရှာကြီးကဓလေးပါပေါင်းတဲ့ယုံအဲ့ဒီထမင်းဆိုတာလည်းဓလေးပါပေါင်းတဲ့ယုံအဲ့ဒီဓလေးပါပေါင်းတဲ့ယုံကရှာဘောကိုတင်လိုက်တယ်တဲ့ဆရာလေးကထိထိမိမိလေးဟောပေးသွားမယ်အဲ့ဒီထမင်းလုတ်ကို စားဖို့တင်လိုက်တာနဲ့ပါဇက်ပိတ်လိုက်တယ်တဲ့ပါဇက်ပိတ်လိုက်တဲ့အခါမှာအဲ့ဒီထမင်းလောက်ကိုတဲ့ဘာလာလာလဲဆိုတော့ရှားပေါ်မှာထည့်လိုက်တဲ့ထမင်းလောက်ကပါဇက်နှစ်ခုပိတ်လိုက်တာနဲ့တဲ့အဲ့ဒီထမင်းဆိုတဲ့ပေါင်းထားတဲ့ deliver ပေါင်းထားတဲ့ထမင်းရုပ်ကရှားကြည့်ပေါ်လဲရောက်ကပါဇက်နှစ်ခုကပိတ်လိုက်တာပဇောင်နှစ်ဖက်ကအဘောတက်လို့ခေါ်တဲ့စတွေးတွေကအဲ့ဒီထမင်းလောက်စီကိုစိတ်ဝင်လာတယ်တမီးတို့ ရှာကြည့်ပေါ်မှာရှိနေတဲ့ထမင်းလုတ်စီကိုတဲ့ပစောင်းနှစ်ဖက်ကနေစတွေးတွေကနေစိတ်ဝင်လာခဲ့ပါတယ်။ရှာရဲ့အောက်ဖက်ကတရေအကြီးရလေတဲ့အဲ့ဒီထမင်းလုတ်ကိုစိတ်ဝင်လာတယ်တဲ့။စိတ်ဝင်လာပြီးတော့တဲ့ဟာဒီပါနဘက်ကထွက်လာတဲ့စတွေးရဲ့ရှာရဲ့အောက်ဘက်ကထွက်လာတဲ့တရေအကြီးရဲ့ကဟာဒီထမင်းလုတ်စီကိုရောက်လာတဲ့အချိန်မှာတဲ့ဆွတ်နေတဲ့သတ္တဘာဝတွေနဲ့တဲ့ သွားလေးရနေပါဇက်ပါနေဟားလိုက်တဲ့ချိန်မှာလေသွားရဲ့အောက်ကိုရှာလေးကထိုးပေးတယ်လေရှာလေးရဲ့အမှုရာကဝါရော့တဲ့ရံမှုရာလှုပ်ရှားပေးနေတယ်လေအဲ့ဒီသွားနှစ်ဖက်ကပထဝီဓာတ်အမှုရာမာချင်းမာချင်းနဲ့တဲ့အပေါ်သွားနဲ့အောက်သွားမာနေတဲ့ပထဝီဓာတ်ချင်းကြိတ်ချိတ်ပေးနေတာရှာလေးကနေထိုးကြိတ်ပေးနေတာဘာလို့လဲဆိုတော့ထမင်းလုတ်ကိုအဲ့ဒီထမင်းလုတ်မှာကျတော့ဇတွေးတွေနဲ့တရေကြီးတွေနဲ့ရောထွေးပြီးတော့ညက်နေအောင်ဝါနေတာတဲ့ကိုစားနေရတဲ့မိမိပြုလုပ်နေတဲ့သင်္ခါရတရားတွေကဘာမှတိကျတာမရှိဘူးဆိုတော့ဆရာကြီးကပြောခြင်းလို့ နော်အဲ့တော့ဒီထမင်းလုံးမှာဇတွေးတွေနဲ့တည်ရည်ကြီးလေးနဲ့လုံးထွေးပြီးတော့အပေါ်သွားနဲ့အောက်သွားနဲ့ကြိတ်ချေးတယ်ရှားလေးကနေပြီးတော့လှုပ်ရှားပြီးတော့ထိုးပေးတယ်အဲ့ဒီအချိန်မှာထမင်းလုံးကငကိုအမူယာလေးပျောက်သွားပြီတဲ့ငကိုအမူယာလေးနဲ့ပျောက်သွားတဲ့ထမင်းလုံးကချွဲတလိတ်တွေနေတဲ့ချွဲတလိတ်တွေနေတဲ့ထမင်းလုံးကကျင်းညက်အောင်ဝါထားလိုက်တဲ့ထမင်းလုံးတည်တဲ့ယွန်ရှားဖွေရဆက်ဆုပ်ဖွေရဖြစ်မနေဘူးလားနှလုံးသွင်းကြည့်လိုက်မိမိစားနေတဲ့ထမင်းကြက်သားဟင်းဝက်သားဟင်းအမဲသားဟင်းကောင်းလိုက်တာလို့ပြောနေတယ်တနာနဲ့စားနေတဲ့ သဘောတရားကနေငါတို့ဝါနေရတာကရှားပေါ်မှာရောက်နေတဲ့ထမင်းလုတ်တီးဇတွေးတွေတရေကြီးတွေနဲ့လုံးထွေးပြီးတော့ဝါမျိုးနေရပါလားတစ်ချက်ပြီးတစ်ချက်ဝါနေတာဇတွေးတွေကထုတ်ပေးတယ်တရေကြီးတွေကထုတ်ပေးတယ်ထမင်းလုတ်စီရောရောက်တယ်အပေါ်သွားနဲ့အောက်သွားနဲ့ကြိတ်ချေပေးတယ်ရှားလေးကထိုးပေးတယ်ဝါရင်ဝါရင်နေတဲ့ဇတွေးတွေနဲ့တရေကြီးတွေနဲ့လုံးထွေးနေတဲ့ထမင်းလုတ်ကလေးတီးတဲ့ဆရာလေးတို့မျိုးချလိုက်ရတယ်ဇတွေးတွေနဲ့လုံးထွေးပြီးတော့မျိုးချလိုက်တဲ့အခါမှာတဲ့ထမင်းလုတ်ကလေးကအစာရင်ထဲကို ချွဲတလိတ်တွေနဲ့တကွာရောက်သွားတယ်တဲ့။အဲဘာနှစ်တာရရှိတယ်။ဒါကိုစင်ကျင်စားတယ်။အာဘောတက်ကိုစင်ကျင်တယ်လို့ခေါ်တယ်။မိမိရဲ့ပါဇက်ထဲမှာမိမိရဲ့ဇဒွေးနဲ့မိမိကောင်းနေကြတာ။ဟာလာကိုတည်ရင်နဲ့ကိုကောင်းနေတယ်။တကယ်တော့လေတအားတို့တမီးတို့ ပြန်စင်းသားကြည့်ရင်အာဟာရတစ်ခုကိုမှီဝဲတော့မယ်ဆိုရင်အဲ့ဒီဇတွေးတွေတရေကြီးတွေမပါဘဲနဲ့မျိုးချလို့မရဘူး။ဒါကြောင့်မို့ထမင်းလောက်တိုင်းထမင်းလောက်တိုင်းငါတို့စားနေတဲ့အာဟာရတွေချွဲတက်လိုက်တွေဇတွေးတွေနဲ့လုံထွေးပြီးတော့ဝါးမြူနေရတဲ့ဆင်းရဲခြင်းဒုက္ခပါလားလို့ဒုက္ခသစ္စာကိုသိတာ။ပြီးတဲ့အခါကျတော့မိမိကိုလုံထွေးပြီးဝါးမြူနေရတဲ့ထမင်းလောက်ကဇတွေးတွေတရေကြီးတွေနဲ့လုံထွေးနေရတဲ့မိမိရဲ့ဝိဒုက္ခကိုမြင်လိုက်ဟာဒီအာဟာရပေါ်မှာတက်မှတ်နေတဲ့တဏှာတွေပျောက်လာပြီ။ ဩကြည့်ပါဦးငါစားနေရတယ်ခမင်းနေဟင်းနေဆိုတာဇတွေးတွေတရေကြီးတွေနဲ့လုံးထွေးပြီးတော့မျိုးချနေရပါလားရှားပေါ်မှာခမင်းလုတ်ကလေးတင်လိုက်တာနဲ့တပြိုင်နက်ပါဇက်လေးပိတ်ကြည့်တမျိုးလုတ်ကြည့်ပဇောင်နှစ်ဘက်ကဇတွေးတွေကခမင်းလုတ်စီကိုစိတ်ထွက်လာတယ်ရှားအောက်ကတရေကြီးကခမင်းလုတ်စီကိုလိမ့်ထွက်လာတယ်ပြီးတော့ခမင်းလုတ်ထဲမှာတရေကြီးရဲ့ဇတွေးရဲ့လုံးသွားတဲ့ဥစ္စာကိုရှားလေးဆိုတဲ့ဓလေးပါပေါင်းထားတဲ့ရုပ်ကဝါရွက်တက်လေးကသွားနှစ်ဖက်ကိုထိုးကျိတ်ပေးတယ်သွားနှစ်ဖက်ကချိတ်ချိတ်ပေးတယ်အဲ့ဒီဝါပြီးတော့ 农村里的第一几年是绿的,龙了的，农村里黄的也来他明了个还得来把我变为了退为了等级，不老屁话嘞，变没有差钱了，没有差钱人家没么，穷社会呀，啥社会呀？ မြေကြီးအဲ့တော့ဝါနေကြီးနဲ့ငါတို့ကဇတွေးတွေတရေကြီးတွေနဲ့မျိုးချနေရတဲ့ဝစင်ရဲ့ဒုက္ခပါလားလို့မိမိရဲ့ဉာဏ်မှမြင်လာရင်အာဟာရအပေါ်မှာတက်မှတ်ခြင်းတဏှာတွေကင်းလာပါလိမ့်မယ်မိမိစိတ်ကဘာပဲညာပဲဆိုတဲ့တောင်းတခြင်းဆိုတဲ့တမှုတရားတွေငြိမ်းလာပါတယ်ဒါကိုတရားအထုတ်တယ်လို့ခေါ်တယ်အဲ့တော့သားတို့သမီးတို့အားလုံးသောတတ္တဝါတွေဒီမိမိတရေကြီးမိမိဇတွေနဲ့ကောင်းနေတယ်လို့မြင်နေကြလားတကယ်တော့ယွန်းရှားဝေရဆက်ဆုပ်ဖွေရနေနဲ့ဆရာလေးတို့ကသင်္ခါရတွေပြုနေရတာ ဘာမှနှစ်တာတာမရှိဘူးအထက်ကတွင်အောက်ကစင်ချင်းချားနဲ့ရင်းငင်းနေတယ်လို့ပဲတဲ့သားတို့တမိတို့အချိန်နေတိတ်မရှိတော့ဘူးဘဝလေးကခဏလေးပဲနေလာနှင်းပြောက်တယ်လို့ဘဝလေးကခဏလေးသာဖြစ်တဲ့အတွက်မိမိအာဟာရကိုမှီဝဲတိုင်းငါတို့စားနေရတာဒီလိုပါလားလို့ဆရာလေးပြောတယ်လို့နှလုံးသွင်းမှတ်လာမယ်ဆိုရင်ကာမတဏပြုတ်လာပါလိမ့်မယ်အဲ့ဒီကာမတဏတွေပြုတ်လာပြီဆိုရင်အာဟာရပုံမှာတက်မတဲ့သမှုရိယာတွေငြိမ့်ပြီဆိုရင်သမီးတို့ရေ အရိယာဆိုတာကိုယ်တိုင်ဖြစ်လာပါလိမ့်မယ်။အာဟာရကိုဒီလိုမိဝဲနေရတဲ့ဝိစဉ်ရဲ့ဒုက္ခကိုမိမိမသိလို့အာဟာရတွေပုံမှာတက်မဲ့နေကြတယ်။အာဟာရတွေပုံမှာတောင်းတနေကြတယ်။ဘာလေးမှညာလေးမှဒါလေးမှငါကြိုက်တာဟိုဟာလေးမှငါကြိုက်တာကဲဟုတ်ပါပြီ။မိမိကြိုက်နေတတ်ပါတယ်ဆိုတဲ့စက်သားလေးမိမိကြိုက်နေတတ်ပါတဲ့ဝတ်သားလေးရှားပေါ်တည်စတွေးတွေတည်ကြည့်ကြည့်ပြီးနဲ့မြိုချနေရတဲ့ဝိစဉ်ရဲ့ဒုက္ခအဲ့ဒီတော့ပြည့်ညက်ပေါ်မှာ အာဟာရပေါ်မှာပြည့်ညက်တည်ပြီးတမှုတရားတွေဖြစ်နေကြတာ တကယ်ပြန်ကြည့်တော့မိမိဝါနေရတာဘာတွေနဲ့လဲဇတွေးတွေတည်ကြည်လေးနဲ့မျိုးချနေရတာအမြဲတမ်းဟာဒီဇတွေးတွေကိုအမြဲတမ်းထွေးထုတ်နေတာမဟုတ်ဘူးဇတွေးတွေမျိုးချနေရတာအဲ့ဒီဇတွေးနဲ့ပဲအသက်ရှင်နေကြတယ်ဟာဒီဇတွေးနဲ့ပဲပျက်စီးသွားကြတာအဲ့တော့အာဘောတက်နဲ့ဖွဲ့စည်းထားတဲ့ရုပ်တရားကြီးနှစ်သက်เสียဘာမှမရှိဘူးရေတခုကိုတောက်မယ်ဆိုရင်တော့မှဇတွေးမပါပဲနဲ့မြို့ချလို့မရဘူး။ဒါတို့တမီးတို့ရက်စားစားမယ်ဆိုရင်တော့မှဇတွေးလေးနဲ့စွပ်ပြီးတော့မှရက်စားကိုစားရတာ။ ။ဒါကြောင့်မိမိဇတွေးတွေနဲ့တရေကြီးတွေနဲ့လုံထွေးပြီးတော့မျိုးချနေရတဲ့မိဝဲနေရတဲ့ဝစ်စင်းရဲဟာဒုက္ခကြီးပါပဲ။ဒုက္ခတစ္ဆာပါပဲ။ဒါအိုမဲ့မိမိကမြင်လာရင်အာဟာရပေါ်မှာတက်မဲ့တဲ့တဏ္ဏအာဟာရပေါ်မှာတောင်းတတဲ့တဏ္ဏဆိုတဲ့သမှုတရားတောင်းတခြင်းတဏ္ဏအာဟာရပေါ်မှာတက်မဲ့ခြင်းတဏ္ဏတွေပြုတ်ရင်သမှုတရားနိဗ္ဗာန်နဲ့ဒါတို့တမိတို့နော်။ဒါလေးကိုဒါတို့တမိတို့ စားနေတဲ့အခိုက်တိုင်းအခိုက်တိုင်းမှာရေတောက်တိုင်းမှာထမင်းစားတိုင်းမုတ်စားတိုင်းမှာဒီဟာလေးတွေနှလုံးသွင်းမှန်နေမယ်ဆိုရင်ကာမရာဂပရိကထာဝရချုပ်ဆုံးပါတယ်လို့ဆရာလေးတွေလက်တွေ့ကြတော့နင်းနေတရားတွေကိုပြပါတယ်ဒါတို့သမီးတို့နှလုံးသွင်းမှန်ပြီးတော့အဟာရအပေါ်မှာတက်မဲ့ခြင်းတောင်းတခြင်းတဏှာတွေခြုံငိမ့်ရာဖြစ်တဲ့နိဗ္ဗာန်နဲ့နေနိုင်ပါစေတရားဆိုတာကိုယ်တိုင်ရမှကိုယ်ပိုင်တရားဖြစ်တယ်ဒါတို့သမီးတို့အခုဆရာလေးဟောတဲ့တရားကိုတကယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာ ကိုတိုင်နှလုံးသွင်းကြည့်ပါစားတဲ့အခါမှာရှာပေါ်တင်မယ်ပါဇက်လေးပိတ်လိုက်တာနဲ့မဝါနဲ့အောင်ပါဇောက်နှစ်ဖက်ကစတွေးလေးတွေထွက်လာတယ်ရှာအောက်ကတရေကြီးလေးတွေထွက်လာတယ်ပြီးအဲ့ထမင်းလုတ်စီကိုစိတ်ဝင်သွားတဲ့အချိန်မှာရှာလေးက သွားနှစ်ဖက်ကို ထိုးပေးတယ်။သွားရီယာချိန်တယ်။လုံထွေးလုံထွေးနဲ့နောက်ဆုံးတော့ဗာလေထမင်းဆိုတာချွဲတက်လေးနေနဲ့အလုံးထွေးလေးနဲ့မြူချနေရတဲ့ဘဝပါ။ဘဒူးမှမချမ်းသာပါဘူး။ဒါလေးတွေကိုတိလာမယ်ဆိုရင်ချစ်ချင်းမုန်းကြည့်နေကင်းလာပါမယ်။မိမိခန္ဓာတွေနှစ်သက်เสียမရှိတဲ့အတွက်တပားသူရဲ့ခန္ဓာကိုလည်းမနှစ်သက်တော့ပါဘူး။မိမိရဲ့ခန္ဓာကိုလည်းမချစ်တော့တဲ့အတွက်တပားသူရဲ့ ခန္ဓာတွေကိုလည်းမချစ်တော့ပါဘူးချစ်ချင်းကင်းလာပါလိမ့်မယ်ချစ်ချင်းကင်းရင်မုန်းချင်းကင်းတယ်ချစ်ချင်းမုန်းချင်းကင်းနေတဲ့အာယုံကတော့နိဗ္ဗာန်သာဖြစ်တယ်ဒါလို့တမီးတို့လက်တွေ့ကြကြကျင့်သုံးကြပါလို့ဆရာလေးတိမေတ္တာဖြင့်ဓမ္မဒါနပြုလိုက်ပါတယ်